ကျွန်တော်တို့ဒိုးမေဒိုးမေအဖွဲ့သားရောက်ရှိနေတာကတော့တရုတ်မြန်မာနယ်စပ်ကံကိုထိန်းချုပ်နေပြီဖြစ်တဲ့နိုင်ချန်ရမျိုးကိုရောက်ရှိနေတာဖြစ်ပါတယ်ဒီမျိုးပတ်ဝန်းကျင်မှာရှိတဲ့လူနေမှုဘဝတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် မနီယကမုံကြီးတာမုံကြီးပဲပေါ့အခုပြောမယ်ဆိုတမဟာလေးဟုတ်ကဲ့ကျမအမေကရှမ်းပြည်မှာကြံခဲ့လေအဲကျွန်တော်အမေစီမှာတွန်းနေရင်နေလုံးဒီစစ်အလိုမျိုးခံရတာပေါ့အဲ့နဲ့အမေရရအရင်အမအမရစီတွားရင်းနဲ့အမေရအမနေနေခဲ့တာအဲအဲ့ဒါကျမဟိုဆွေမျိုးအိမ်မှာပေါ့အမနေရင်းနဲ့အမ ဒီစစ်ပြေးသေးရောက်သွားတာကျမနာမည်ထုနံပေါ့ခုနှစ်ယောက်ရှိကျမမောင်မကျမအငေးဆုံးတကွေးတပြားပဲအခုဒီမှာကျန်နေအော်ကျမမရှမ်းပြည်ကိုနမ်ဦးမတယောက်ရှိသေးတယ်သူလက်အိမ်ထောင်နဲ့အဲ့လိုမျိုးအမေနဲ့လည်းမတွေ့ဖြစ်တာကြာလာပြီတော့ဒီနေ့လောက်ရှိပြီ ော့မလုပ်ဘူးအိမ်မှာနေပေါ့နော်။ဒါနဲ့ဒီသေကိုမှဆစ်ဆောင်ရှမ်ပီမာမတခဲနဲ့ဆစ်ဆောင်ရင်းနဲ့ဒီကိုရောက်လာခဲ့တာ။ဒါနဲ့ဒီဆရာရဲ့အားလိုအပ်ဆောင်နဲ့ဒီမှာလဲကိုကြီးရင်းနဲ့ပေါ့ဒီမှာဝင်လို့တာ။သူပါလေ။ဆစ်ဆောင်ပါ။ဆစ်ယန်အရင်ကတော့ဒီကြောင်းဆရာဝါသနာကိုမပါဘူး။ မဝတ်နာဘာဝရာဒီကိစ္စစစ်ဖြစ်လာနေတော့ကလေးတွေရောတနာတယ်အဲ့နဲ့ဆရာတွေအင်အားလည်းမရှိဘူးဆိုတော့ကျွန်မလည်းတတ်နိုင်တဲ့လောက်ကိုတတ်နိုင်တဲ့ဘက်ကနေကူညီမယ်ပေါ့အဲ့နဲ့လှုပ်ဖြစ်သွားတာလှုပ်ဖြစ်သွားတာနေတော့ကလေးနဲ့တန်ရောစင် ဖြစ်သွားတယ်ပေါ့ဟိုဒါနဲ့ဒီနင်းဝတ်နာလေးတစ်ဖြစ်ဖြစ်ပါလာတယ်အဲ့နဲ့ ်ချိန်တနစ်နဲ့တနစ်အရင်တော့တနစ်နနစ်ပေါ်အလုပ်ဆက်ကပ်လုပ်မယ်ပေါ့ဒါပေမဲ့အေးကလေးတွေရဲ့ကလေးတွေနဲ့နေ့စဉ်ထိတွေ့နေတာရောနော်အဲ့နဲ့တဖြည်းဖြည်းဝါသနာပါလာတယ် စီဆောင်တဲ့အတွက်ကြောင့်ကျမတို့မှာခက်ခဲလည်းအများကြီးရှိရပေါ့အများကြီးရှိတယ်။တနည်းအားဖြင့်မှအတီးတကြရှိပြီဆိုရင်ပြန်ရှောင်နေရပြီးရင်ဒီကလေးတွေနည်းနည်းအနေကျလာပြီလို့ရှိရင်ကျမတို့ပြန်ရှောင်ရပြီးရလွားရပေါ့အဲ့လိုမျိုးတွေလည်းကျမတို့အမြဲတမ်းအစိုးရမိရပေါ့ဒီကလေးဒီတိုင်းပဲစစ်တိုင်းရေရှည်ကြလို့ရှိရင် တို့ရဲ့စိတ်သက်ထမစိတ်သက်ရေးရာတွေပျက်စီးလာတယ်လို့ကျမခံစားရတယ်အားကြောင့်ရေရှည်ဆွင်ဒီစစ်တမ်းကြောင့်ရေရှည်ဆွင်ကျမတို့ရဲ့ဒီအနာဂတ်ကလေးတွေကအတွေ့ဆွင်မကောင်းနိုင်ဘူးလို့နော်ကျမကျမမိရန်ခံစားမိရပေါ့အဲ့ဒါစာအုပ်ဒီပါဒီပစ္စည်းခရီးရာကြီးအစပေါ့ကလေးတွေအတုံးဆောင်ကအစ ကျွန်မတို့အခက်ခဲရှိတယ်။အေးဒီစာတင်နေနေရမှာအခုဒီနေ့အကြောင်းကဒီမှာအတိပြန်ဆောက်တဲ့ခါကျတော့ကျွန်မတို့မှာစာတင်ကြရေးဘိုင်းမာလီရောဒီအတုံးအဆောင်တွေတင်တင်ထောက်ကူရီပေါ့အဲ့ဒီကအစအစအရာရာအကုန်လုံးအခက်ခဲတွေဖြစ်တယ်။ကျွန်မတို့လက်တွေ့ပြနိုင်တဲ့ဟာတွေလည်းမပြနိုင်ဘူးပေါ့အဲ့လိုမျိုးလည်းရှိတယ် ြီးကျမတို့ကတကယ်အလိုမျိုးဆရာဖြစ်တင်တန်းပါရီအလိုမျိုးလည်းမရှိထားတော့လေကျမတို့မှလည်းအခက်ခဲကြီးဆရာဒီဘက်မှလည်းအခက်ခဲရှိတယ်ကလေးတွေဘက်မှလည်းဒီငကိုကစစ်တန်းပါရီအလိုမျိုးခံစားရလာတဲ့အတွေ့အကြုံဒီမှာစတင်ကြရေးပိုင်းမှာဒီကလေးတွေကတချို့ကစိတ်မပါတာတို့အလိုမျိုးတချို့ကဆိုရင်မိသားစုနဲ့ဝေးရအဆက်တွေ့လဲမရအောင် ဖုံးနေလဲ ဖုန်းဆက်လို့လည်းမရတဲ့နေရာကနေအလုံးညားတဲ့ကလေးတွေတချို့ဟာဆိုလည်းမကိုလိုချင်တဲ့ပစ္စည်းတွေမရတဲ့ခါကျတော့အတုံးဆောင်တွေမပြည့်စုံလို့ရှိရင်တို့မှဒီခန်းစားချက်တွေဘောနော်စားရတဲ့နေရာမှာလေတို့အခက်ခဲတွေဖြစ်နေဖြစ်သွားတယ် သူစိတ်တမြင့်တင်ဖို့အခုဒါကပေါ့နော်ဒီလိုဖြစ်နေတာဟာဒါတို့တမီးတို့တဲ့ပူလမ်းရှိရဲ့အတွက်ပူပြီးတော့ကြိုးစားမခံချင်စိတ်ရှိအောင်ပေါ့နော်အဲ့လိုမျိုးရှိအောင်အဲဖြစ်လာတဲ့ပြဿနာပဲအဲ့လိုမျိုးစိတ်ထဲမှာမှတ်ပေါ့အဲ့နဲ့ခက်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 ဒီအခက်ခဲကြနေပူပြီးတော့ကြိုးစားရမယ်ပေါ့ ခုကျမတို့စာတင်နေရတဲ့ကလေးနဲ့နင်းနေရဆိုတော့နင်းနေစိုးရင်စိတ်နဲ့ပေါ့အဲ့လိုမျိုးတင်နေရတာအဲ့လိုမျိုးလည်းမရှိစေချင်တော့ကျမတို့လည်းအမြဲတမ်းလွတ်လွတ်လပ်လပ်ပေါ့နော်လွတ်လွတ်လပ်လပ်အဲကိုရဲ့အမြဲတမ်းကိုမိပအဆက်တွေအဲ့လိုမျိုးအဲနဲ့အမြဲတမ်းမိပနဲ့အမြဲတမ်းလူမျိုးဆက်တွေနိုင်ပြီးတော့ဒီမှာကလေးတွေနဲ့ပျော်ပျော်ရွှင်ရွှင်အဲ့လိုမျိုးလွတ်လွတ်လပ်လပ်စာတင် ခြင်းတဲ့စိတ်တွေရှိရဲအဲ့လိုမျိုးလဲဖြစ်ခြင်းနဲ့ဒီကြောင်းဆီယာမဆီယာရီကိုပါမကြံဘောတော့သူတို့အဲ့လိုမျိုး KIA ပဲဒါအဲအမျိုးပဲဆိုပြီးတော့ကျမတို့အဲ့လိုမျိုးထင်ပါလေကျမအစိုးရတယ်တကယ်တမ်းဒါပညာရေးကျမတို့ကြိုးစားနေတာဘောနော်ဒီကလေးတွေတွေ့ပညာရေးကိုကျမတို့ကတစ်ဖက်တစ်လမ်းကနေကိုင်ပန်ပိုးဆက်ကနေရပဲဖြစ်တဲ့ အဲစီဆောင်ကလေးတွေအတွေ့ပေါ့နော်ကျမတို့ကိုအဲအစိုးရဘက်ကနေကျမတို့ကိုလိလူလဲမရှုပင်းနဲ့လိလူမရှုထားပင်းနဲ့ကျမတို့လဲတတ်နိုင်တလို့ပညာရေးအားဖြစ်လဲကျမတို့ကုညီပေးကြပါလို့ပေါ့နော်ကျမလဲအလိုမျိုးတောင်းဆိုချင်တယ်ကျမတို့ကို အပြစ်မမြင်ပါနဲ့ပေါ့နော် ဒါအခုရောက်နေတာကန်ကိုထဲချုံနေပြီဖြစ်တဲ့ကပက်ကတောင်ကန့်ပေါ့နော်ဟုတ်ကဲ့ဒီကန့်ကဘယ်လိုမျိုးဘယ်လောက်ကြာပြဲဒါဦးလေးချက်ပြောရတော့အဲဒီကန့်ကတော့နှစ်ထောင်စင်းနှခုနှစ်အဲမြေလဆေးရက်နှစ်ဒီတုန်းကကျွန်တော်တို့ကအဲနေတဲ့နေရနေအင်းဒီနည်းနည်းကျင်းတာပေါ့နော်လူများတယ်ဆိုတော့နော် အဲ့ဒါအစတော့ဒီလေးဒီမှာနင်းနင်းမရှိလို့အဲလုစား၊ကင်စား၊တောက်စားဖို့တော့ဖြစ်တယ်။အဲကြောင့်တစ်ခုလုံးပေါ့နော်။ညာရေးပိုင်းဘယ်လိုမျိုးတောင်းပန်ကြလဲ။ကျွန်တော်တို့ပါဝင်ဆက်တဲ့အပိုင်းကတော့ဒီမိုင်းဇာယံမာဆိုတဲ့ကျွန်တော်တို့ အဝေးကမရှိပါဘူး။ဒါပေမဲ့ဒီပါကထောင်ဆောင်နဲ့မနေ့ကကျွန်တော်ရောက်ချက်တဲ့ဟိုမော်မစ်စင်ရဲ့ IDV တောင်းပေါ့။အဲ့နှစ်ခုပဲကျွန်တော်တောင်းပြီးတာရှိပါတယ်။ဒါပေမဲ့ဒီနေရာမှာပညာရေးနဲ့ပတ်သက်ပြီးကျွန်တော်လုပ်နေတဲ့ဥစ္စာကဒီနေရာမှာမဟုတ်ဘူးတော့ဟိုတခြားနေရာပေါ့။တဟုတ်ကဲဟိုဒီကဒီအားလုံးပေါ့။ကျွန်တော်တို့လုပ်နေတဲ့ပညာရေးနဲ့ကိစ္စအားနဲ့ပတ်သက်ပြီးဆိုရင်ဒီလိုရှိတယ်။ဟိုစစ်ဖြစ်လာတဲ့ပြီးနောက်နော်မြန်မာနိုင်ငံပညာရေးနဲ့တော့လုံးဝဆက်သွယ်မှုရှိတော့ဘူးပြတ်သွားပြီပေါ့။ ဒါမဲ့ကျွန်တော်တို့ကေဟိုပညာရေးကဘယ်လိုဆက်ဆက်ပြီးတော့လုပ်နေလဲဆိုတော့ကျွန်တော်တို့ကျွန်တော်တို့ကားဆိုတော့ကျွန်တော်တို့လုပ်နေဒါမဲ့မနေ့ကပြောတယ်လို့ပေါ့ဟာမြန်မာဆွေရကားနဲ့ဟိုတက်စတိုတုံးနေပါတုံးနေတုံးနေကြရှိတယ်ဒါမဲ့ကျွန်တော်တို့ကျွန်တော်တို့ကိုက်နေတဲ့ခေါင်းစတဲ့ကိုဒီမဲ့ကျွန်တော်တို့ကျွန်တော်ပြောတယ်မကိုက်ရဲ့ဥစ္စာတွေကကျွန်တော်ဖြတ်ပြလိုက်တယ်ဒါမဲ့အဲ့ဒီအစားကျွန်တော်တို့ဒီကမဲ့ကိုက်နေတဲ့အတွက်ကျွန်တော်အချင်းကြီးရာခါချနေတဲ့ဟိုအစားတွေအဲ့ဒါကိုအစားဆုံးနဲ့ပတ်သက်လို့ပြောပါမယ် ဒါပေမဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးအားလုံးကတော့ဒီကျွန်တော်တို့ကေဟိုအကြောင်းတည်းဆယ်တိုင်းအောင်မြင်ဆိုရင်ဘေကိုဆက်တက်တယ်လေပေါ့အဲ့ဒီအကြောင်းတည်းရှိမှာပါဒါပေမဲ့ကျွန်တော်တို့ AC တက်ဖြစ်နေပြီမိုင်ဂျာယာမာ ID ပေါ့ ID ရဲ့ ID ရဲ့အဲ့ ID ကိုကျွန်တော်တို့ကဟိုက LS ကိုခေါ်သွားပြီဒါပေမဲ့ဟိုက ID က ID ပဲအဲ့ဒါကအစ်နည်းနည်းမြင့်တက်တက်ပေါ့အဲ့လိုပဲရှိပါတယ်ဒါပေမဲ့ဟိုကမိုင်ဂျာယာကောလိပ်ဆိုတဲ့ရှိတယ်နော်ပြီးလို့ရှိရင်ဟိုက အကယ်ဒမီလောပေါ့အဲ့ဒီအကြောင်းတွေကိုဒီကိုကျွန်တော်တို့ဆယ်တန်းအောင်တဲ့ကလစ်တွေကိုအဲ့ဒီအကြောင်းတွေကိုဆက်ကြည့်တတ်တယ်အဲ့တော့ပါကျွန်တော်တို့ဒီအဆင်တောင်း quality တွေပေးနေချင်းကျွန်တော်တို့အလုတ်ကဲခွန်လန်းတော့နည်းနည်းပါပါရှားပါတော့ပြီး scholarship တွေလည်းနည်းနည်းဟိုကပမာပြည့်ဆယ်တန်းအောင်မှတခြား scholarship တွေပြန်ရတာဘူးမျိုး MU ဖြစ်တော့ကျွန်တော်တို့ပြည့်ပညာရေးကနည်းနည်းခက်ခဲရှိတာပေါ့နော်နည်းခံပြည့်တဲ့ဒီမှာနေကန်ရောရှိမြဒီစီလေးလျှောက်လာတဲ့လူတွေရောရှိမြဆိုတော့ကျွန်တော်တို့ဘက်ကအုတ်ချုပ်ရေးပိုင်းနဲ့ဟိုဘယ်လိုမျိုးအုတ်ချုပ်နေကြပါတော့ ဟုတ်ကဲ့ကျွန်တော်တို့ဒီအုတ်ချုပ်ရဲ့ဘိုင်းဆိုင်ပြီးမှာတော့ဒီကျွန်တော်တို့ကင်ဒီမှာကြာတော့ဆိုတာလေအရာအစကလည်းအဲဒီမှာအုတ်ချုပ်ကြီးချက်တယ်ပြီးတော့မှဒီအုတ်ချုပ်ရဲ့ဘိုင်းဘိုင်းဆိုင်ပြီးမှာတော့ဒီဒီနေရာဒေသပေါ့နေရာဒေသဆိုတာသူ့အာဘိုင်းနဲ့ဒီဆိုတာသူ့အာရောနေဆိုတော့ဒီအုတ်ချုပ်တဲ့ဒီဒေသမှာအုတ်ချုပ်တဲ့အုတ်အာ ဒီကကဒီနဲ့ကျွန်တော်ကအဲဆက်တယ်ဒီမှာအဲလုံးအဲလုံးတွေအဲဒီတော့မဟုတ်ဘူးညီလူတွေဆိုရင်ကျွန်တော်တို့အဲဒီ IDB ကနေအုပ်ချုပ်ရေးရုံးကိုတင်ပြဒီမှာလောက်တာလို့ရှိတယ်ဒီလိုမျိုးဆက်တွေ့ဆက်တွေ့လို့ရှိတာဒီမန်ဂျန်ကအရင်တော့အချင်းကြီးတက်တော့တယ် ဒီမှာနဲ့အခုချိန်ကိုပါချမ်းဖြစ်နေတယ်နော်။ဘာကြောင့်လဲ။အရင်ကတည်းကတော့တို့ဒီစစ်ပွဲစစ်မဖြစ်ခင်ကတည်းကနေတော့အဲနည်းနည်းလို့ကားလာတယ်။အရင်ကစစ်မဖြစ်ခင်ကြတော့အလူတွေတော်တော်ချူတာပေါ့နော်။အာဒီတော့မှဒီစစ်ဖြစ်ကတည်းကနေတော့ဒီမိုက်ချာမှာစစ်ပွဲရည်နေတယ်စိတ်မဖြစ်တော့ဘူး။ ညာပိုင်းကတော့ဒီကျုပ်ဒီကနေဒီနေ့မျိုးလည်းမတူမလားအဲ့တော့ကျွန်မအခုလောလောဆယ်ကဆိုတော့အာမဇာယံတဝိုင်းမှာဆိုတော့ ICT ရဲ့အညာတင်နေတယ်အဲ့ဒါလည်းကအားရကျွန်တော်လည်းမှတ်ချက်မရှိဘူးဒီအခုလက်ရှိတဲ့ဒါတဲ့ဘယ်လိုဖြစ်နေလဲခါကြတော့လေဒီမဇာယံကတ်နေတဲ့ဟိုဒါ NDB တက်တိုးလာမယ်ဆိုရင်ဒီလေးရှောင်းလေးတိုးလာမယ်ဆိုရင်ဖြစ်နေဒီလိုရှိတယ်

တုပ်ပကရောအရင်စစ်တယ်ကျမတို့ကစစ်ပေးဒုက္ခတွေတွေလာတဲ့နောက်ဆီမှာစစ်ပေးဒုက္ခတွေဆိုတော့အိမ်ခေါင်စုတွေမပေါ်တယ်မရှိဘူးဆိုတော့တုပ်ပသွားရင်လည်းသွားလာရင်ပဲခက်ခဲတာပေါ့နော်ပြည့်ရင်ဒေတာခံတွေရောအခုက passport တွေကိုရင်သွားလုပ်မယ်ဆိုရင်လည်းလေ့ကျင့်လမ်းမှာဖတ်နေဆိုတော့အကုန်လုံးတက်စစ်တင်ဖြစ်ပေါ့နော်ခုခုဖြစ်တို့ခံတန်းကိုကတပါသွားပြီပေါ့အဲကြောင့်အကုန်လုံးကကြောက်နေကြတယ်စစ်တင်ကျွန်တော်တို့ကျေဟိုအနေနဲ့ကျတော့ငွေရမျိုးကို အဲတဟိုကေဟိုဘုတ်ကေဟိုအချင်းလူမျိုးတွေအားလုံးအတွက်ဒီနေရာမှာပညာရှိဖို့တဲ့နေရာပေါ့ University City အနေနဲ့ကျွန်တော်တို့မျှော်လင့်ပါတယ်အဲ့ဒီအလားအလာဖြစ်လာမှာပါကျွန်တော်တို့ဆောင်နေပါတာကိုယ်လေး basic education policy ရေးနေပါပြီခိုင်ရ education policy လည်းရေးနေပါပြီဒီနှစ်ခုပေါင်းလိုက်မှ education law ဆိုထွက်လာမှာလေအဲ့ခါကျရင်ကျွန်တော်တို့ဘယ်လိုအဆင်ပြေသွားမှာလဲညဉ့်ညရေးအတွက်ကိုဘယ်လိုမျှော်လင့်လဲပေါ့ညဉ့်ချမ်းချမ်းကျတော့ကျွန်တော်တို့မျှော်လင့်တာကအကောင်းဆုံးမျှော်လင့်တာပေါ့ကွာ ကျွန်တော်တို့ဒီလိုမျိုးကျွန်တော်တို့လည်းမလုပ်ချင်ပါဘူးဒါပေမဲ့ဟိုလိုလိုကျက်ရှိအခြေအနေရကျွန်တော်တို့လည်းမတတ်နိုင်လို့ကျွန်တော်ကိုယ်ပညာရုပ်ကိုလောရတော့မှာလေအဲ့ဒါကျွန်တော်တို့ကျွန်တော်တို့ချိုးတော်ပြလုပ်နေတာပါဘာလို့လဲဉာဏ်ဉာဏ်ကြီးရတော့ကျွန်တော်တို့လုပ်ချင်ပါတယ်ခုဒီဆိုရတက်လဲတက်လာပြီနော်စက်တစ်ပင်လုံးလဲဒါစင်းနေပြီပါပြီဆိုတော့ဟိုစပွဲရရဖြစ်နေရဆိုတော့အဘကြောင့်ဘာကြောင့်လဲဆိုတော့ဒီအဲ27ပြည်လုံး ပြီးသွားရင်လည်းခုလိုဆိုတော့ရဲ့ဘက်မှာသူစစ်စင်တယ်ဆိုတာကတော်တော်လေးစဉ်းစားစရာရှိတယ်။ဘာကြောင့်လဲဆိုတော့ခုဒီ27ပြည်လုံးအစီဝဲပြီးတဲ့နောက်မှာလည်းခုပြန်ပြန်ပြီးမှဒီစီဝဲကိုပြန်ထိုင်ဖို့အာခုအာလူကြီးတွေတိုင်းရင်သားတွေနဲ့ကွယ်စီတွေအပြန်ဆွေးနွေးနေတာဆိုတာကြားကြားရပါတယ်။ဒါပေမဲ့ကျွန်တော်တို့ရဲ့ဘက်မှာ ေဩဘက်မှာတာမကဘူးအခြားတိုင်းလည်းနဲ့ကြိုက်ဘက်မှာလည်းသူဖြစ်စင်တာကြီးတိုက်ပွဲတွေတော်တော်ဖြစ်နေတယ်အဲတော်တော်ဖြစ်နေတယ်ဆိုတော့ဒီနစက်တစ်ပင်လုံဆိုတာကအခုလို့အဲကျိုးရောအဲတိုင်းကြလည်းနဲ့ကြိုက်အဲအဲဒုက္ခသူစစ်စင်ဒုနစတိပင်လုံးစီဝေလောက်တာလားဆိုမိမတော်မှာနေကုန်ထုတ်ချင်ပါတယ် ဒါပေမဲ့အဲ့လိုတော့မဟုတ်ဘူးလို့တော့ကျွန်တော်တို့ယူဆမိပါတယ်ချိန်မိပါတယ်ဒါပေမဲ့ဒီအခုပြန်ချနေရတာကြတော့ဒီစာရီတော်တော်ပြတ်နေပါတယ်အစာရီတော်တော်ပြတ်နေပါတယ်ဆိုတာကဆိုတာကဒီ Facebook ဒီမှာ website ဒီမှာ website ဒီမှာတော့ပြတ်နေတယ် NLD အစိုးရကဒီတပ်မတော်ရဲ့သူစစ်ကိုဆိုဒီ2016ဒီဇင်ဘာ27ရက်နေ့တိမပြုတ်လိုက်တယ်ဆိုတကယ်လို့များတာအာ အမှန်ဟုတ်ဟုတ်တယ်ရင်တော့မှဒါမျိုးကိစ္စကိုအမလုတ်ပြင်းဘူးလို့ဆိုတာဒီနေ့တကယ်လို့များဒီတိမပြုတ်လိုက်တဲ့စာတကယ်များဟုတ်နေပြီဆိုရင်တော့ဒီကျွန်တော်တို့ကဒီတောင်တန်းဒေတာမှာတမကဘူးမြို့ကြီးမှာဒီပုံမှာကျွန်တော်တို့တိုက်ပွဲကြီးဖြစ်လာနိုင်လုံးဝကိုဖြစ်လာမဲ့အခြေအနေလေးရှိပါဒါကြောင့်မို့အဲဒါမျိုး အထူးစစ်စင်တာတွေရပ်ဖို့ဒီပြင်လုံအနစတဲ့ပြင်လုံကိုဒုတိယအချိန်နဲ့ဒုတိယအချိန်အနေနဲ့အပြန်လည်ဆွေးနွေးနိုင်အောင်အားလုံးပြည်ပြည်တွေလည်းဖြစ်သွားအောင်အဒီနစတဲ့ပြင်လုံဒုတိယအချိန်ကိုမြန်မြန်လေးပြန်လုပ်ဆောင်ခြင်းကချင်နဲ့လက်ရှိပုံမှန်ဆိုတော့ကစဖြစ်နေတယ်အဲ့ဒါကြောင့်ကိုကကချင်ဖြစ်နေတဲ့အတွက်အဲကြောက်ရွံ့တာတစ်ခုရှိမှာပါနံပါတ်2ချက်ကဟိုကဒီဘကောင်ခါမှာ အမျိုးဖြစ်အဖြစ်တက်တည်ရှိခဲ့တော့အဲကိုယ့်ဘက်မှာရောက်လာလို့ရှိရင်လည်းဒါမှမပြောတတ်ဘူးလေအဲ့ဒါစစ်မဖြစ်လို့တောက်တာအဲ့ဒါအဲ့ဒါပဲကျွန်တော်ပြောချက်အဲ့ဒါပဲရှိမှာဒီလိုဟုတ် တရားလေးအရှင်မကငါတို့အိမ်ဒီအိမ်မြင်တဲ့ခါကျတော့အိမ်ပြန်ချင်တဲ့စိတ်ရှိရှိလာတယ် ပြေးလာတဲ့ချိန်ကျတော့ငါကလေးအငယ်ကောင်ကဆဲလာပဲရှိသေးတယ်။အလောက်ကမှခွန်နေတယ်။အကြီးကโอเคထွက်လာတော့မယ်။ဖေဖေမမေငွနာတက်။ကြာပြီထွက်။ကဲမြက်ဇုန်နဲ့ခွဲစင်ကဲ။ကဲ။ဘုံတန်ညိုထောက်ပါနဲ့စံတလောက်6ပြီး ်စီတပူ50ကတပူပေးတယ်စားတထုတ်ပေးတယ်စားရောက်တဲ့ခါကျတော့ဘူးစားတွေလည်းထုတ်ပေးပါတယ်တနည်းကြော်တော့တော့ရှိပြီစာနဲ့စီအဲ့ဒါပဲထုတ်ပေးတော့တယ်တခါတလီကျရင်နလလာမှတစ်ခေါက်ပြန်ထုတ်ပေးတယ်တခါကျရင်တော့တလမှတစ်ခေါက်ဟိုးတစ်ခေါက်က3လမှတစ်ခေါက်ပြန်ထုတ်ပေးတယ် ချောင်းနစ်စီတွဲပထမလာတဲ့နစ်ပထမပြေးလာခဲ့တဲ့အချိန်အဲ့လိုမျိုးဒုက္ခရောက်လို့လို့အဲဥစ္စာတွေပြန်မေးပြန်ပြောလို့ရှိရင်ကျမသာအာအာငင်းတယ် ตลาดนั่นละตะนิดปลอกมาจานะตะนิดนี่เราดอเปลี่ยนยามเลยลูกคิดนะอะควะ5 6นิดต่อขึ้นตัวเลยตะคาตุดิใจเนาะ งากรีเนี่ยไม่จุ้ยได้ขาจะรอเอ๊ะเด้เองเปลี่ยนยามเอ้ยไม่จุ้ยနိုင်ได้ขาจะเองเปลี่ยนบ่เปียวๆล่ะแหละฉันเนี่ยเฉิงก็ไม่เปียวจุ้ยနိုင်ได้เฉิงก็ไม่เปียวမကျွေးနိုင်လာတော့ဘူးဆိုရင်မုံဖူးတွေပါတယ်မရလာဘူးခါငါတို့ကပုံမှန်ရတာမဟုတ်ဘူးဆိုတော့ မကြွေးနိုင်တဲ့ခါကျတော့ပြောလာပြီအိမ်ပြန်ရအောင်နဲ့ခဏခဏပြောတယ်ဘယ်ချိန်ပြန်ရမလဲအဖြေတော့ဖြေတော့မဖြေတတ်လာတော့ဒီကလေးကသာမေးနေเอ้ยเจ้าหน้าเนาะฮะตรงเม็ดตะนะได้มาแล้วครับอาจารย์ที่ก็ได้เลยครับพี่ได้ได้ชมครับอ่ะครับ ပြီးတိုင်းရယ်အဲငါဖြုတ်မှာလားဟဲ့ဘယ်ဘယ်နိုင်သမ ्या ရှင်မအလုတ်တော့လုတ်တယ်ဆိုနေတရက်ကို340တခါတတိကျရင်340တော့မရဘူး30 30ကိုလုတ်နိုင်တဲ့ခါကျမှအဲ့လောက်ပဲပေးတယ်မလုတ်နိုင်ဘူးဆိုမလုတ်နိုင်တလို့30 30ပဲရတယ် လုံနိုင်လုံနိုင်တို့တရုတ်တွေကနိုင်ကန်တပ်ပြီးမှပေးရမို့ကိုလုံနိုင်တလောက်ပဲပေးတယ်အဲ့ဒါကြတော့မလုံနိုင်တဲ့ရက်ကြတော့မရှိတော့ဘူးအကြီးကောင်ကကျွန်မကိုပြောတယ်အမေတဲ့ဒီမှာမုန့်လည်းမစားရဘူးတဲ့အိမ်ပြပြီးမှငါတို့မုန့်စားရအောင်လေတဲ့အိမ်အိမ်ကမုန့်တာအစားချင်နေတဲ့လို့ပြောတာကျွန်မကအိမ်မှာဆိုတော့ ဈေးရောက်နေဆိုတော့ကလေးတွေလည်းဝါဝါစားရတယ်အခုဒီမှာရောက်တဲ့ခါကျတော့ဈေးလည်းမရောက်ဈေးရောက်မယ်ဆိုရင်အရင်နေ့လည်းမရှိအဲ့ခါကျတော့ကလေးတွေမတည်ဘူးပွဲလာတဲ့အခုချိန်ထိမပြန်သေးဘူးလားတဲ့အိမ်ပြန်ရအောင်လေတဲ့အိမ်မှာပဲပျော်တယ်တဲ့ ဒီမှာအခုချိန်ထိနေနေရတဲ့သူများနေရမှာတဲ့ငါတို့အိမ်မှာပြန်ရောက်အောင်လေတဲ့ဘွဲမပြီးသေးဘူးလားတဲ့ခရစ်မတ်မပြီးသေးဘူးလားတဲ့အဲ့လိုမျိုးလဲမေးလာတယ်။ဟောကြောင့်ဒီမှာအေးလို့မပြီးသေးလို့ဘွဲမဟုတ်ဘူးလို့အခုငါတို့ဒီမှာပြီးနေရတယ်လို့သူများတွေစစ်တိုက်နေကြတယ်လို့ ူစစ်ဖြစ်လာပြီတက်ကွဲဖြစ်လာပြီပြောတာနဲ့အတန် ကြားလာပြီဆိုရင်ရဲဘော်တွေဆိုနေတုတ်ပြရဲဘော်ဆိုနေအပတ်မလာလာစောင့်နေဒီလိုပဲချင်းအေးပဲချင်းငင်းရမလဲပဲချင်းမတိတ်တိတ်ဆိတ်ဆိတ်ကိုတစ်ခေါက်အစည်းဝေးလုပ်တဲ့ချိန်ကျရင်ဩအခုကောင်းကောင်းမွန်မွန်ပြန်ညှိလို့ရပြီတဲ့ဆိုတဲ့အခါကျရင်နည်းနည်းစိတ်ပြောတယ်အဲပြန်ညှိလို့မရတော့ဘူးတဲ့ပြန်တိုက်မယ်တဲ့ပြောလာရင်စိတ်ထဲမှာတမျိုးကြီးဖြစ်လာတယ် ိတ်ထဲမှာအေးပိုပြီးမပြန်ရတော့ဘူးထင်တယ်ငါတို့အိမ်ကဘယ်အချိန်ပြန်ရမလဲဒါမျိုးပဲစဉ်းစားလာမိတယ်နင်းချမ်းချမ်းနဲ့အေးအေးဆေးဆေးနေရတဲ့နှုတ်ငူးနှစ်ဖက်စလုံးအဲတဘောတူတူနဲ့အဲ့လိုမျိုးနေရတယ်ဆိုတော့ဘလောက်ပျော်မလဲစိတ်ထဲမှာဒါမျိုးပဲစဉ်းစားမိလာတယ်အခုကအေးကိုမမတွေ့ရတွေ့ရရင်တမျိုးဖြစ်တယ်လို့ဒီမှာတွေ့ရရင်တမျိုးဖြစ်တယ်လို့ အဲ့လို music ထဲမှာမခံစားတတ်တလို့လို့ဖြစ်လာတယ်မြေမိုးကလောတာဒီကံကလက်ငွေကြည့်တယ်ကလေးတွေဘာမှမပြောဘူးဆိုတော့စိတ်ထဲမှာတော့နည်းနည်းပြောသေးတယ်။ကလေးတွေပြောလာပြီဆိုရင်အိမ်တန်းချင်းနဲ့စိတ်ကိုပြီးပါလား။ နှစ်ပေါင်း60ကျော်ကြာပြည်တွင်းစစ်တွေဖြစ်နေတဲ့မြန်မာပြည်လက်ရှိချိန်ထိတဲ့စစ်ပွဲတွေဖြစ်နေတဲ့ကချင်ပြည်နယ်ဒီပြည်နယ်အထက်ကမန်ချန်မြို့အနီးတစ်ဝက်ကိုစစ်တပ်တွေရောက်ထွက်ပြေးတိတ်ဆောင်လာခဲ့တဲ့ဆွေးကြောင်တိုင်းသားတွေရဲ့လူနေမှုဘဝတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်နောက်လာမယ့်အစီအစဉ်တွေမှာလည်းမြန်မာနိုင်ငံတဝန်းလုံးမှာရှိတဲ့တိုင်းသားလူမျိုးတွေရဲ့လူနေမှုဘဝတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်မျိုးစော်လင်းပါ